ဒီနေ့ကတော့ပြောတဲ့ရုပ်ရှင်ဖွဲ့သားင်ကလည်းဒီရှင်းလောင်းလဲလှဲ့တယ်အပြင်မှာလည်းရှင်ပြုတ်ခန်းသားလဲတကယ်လုပ်တယ်အဲဆိုင်းဝိုင်းနေနဲ့တကယ်တကယ်ပဲဟိုလူပြောမယ်ရှင်ပြုတ်တဲ့ခန်းသားလဲကျင်းပါရင်လည်းဒီမှာဒီနေ့လည်းမီဒီယာနဲ့တွေ့ဆုံလို့ပေါ့နော်အထူးပွဲလေးလဲလုပ်ဖြစ်တဲ့အပေါ်မှာအဲ့အတွက်ကြောင့်မလို့အရန်လည်းပီတိဖြစ်ပါတယ်ကိုလည်းပေါင်နေရတဲ့အတွက်ကြောင့်မလို့လို့ရှင် ုတ်ကဲ့ပါဒီမြမရိုးရာရှင်ပြုတ်အလှလေးလည်းပါတယ်အဲဒီကိုယ့်ရဲ့ကိုယ့်ရဲ့ခမ်းဖက်လို့ပြောလို့ရမှာပေါ့နော်ဒီကားလေးကိုလည်းပြိသက်တွေနေနဲ့အဲကြည့်ပြီးဝေဖန်ပေးပါလာပြီးအားပေးပါလို့ပြောချင်ပါရှင်ဟုတ် အဖကမရဘူးလားခါရလိုက်သွားရလားအရှင်ရောပြေးခဲ့လားအော်ပြေးတယ်အရှင်ဖရားရဲ့အရှင်ပြေးတာအယမ်းကိုပြေးနေတာရွာမှာလို့ထိုင်စားလို့တော့မရဘူးပေါ့အရှင်ဖရားရဲ့အလုံးလေးပါနေတော့လောက်ရတာပေါ့ ဟုတ်တယ်ဒီမှာဟိုပါပေါ့မြမြသက်နေဝင်းရဲ့အမပါပေါ့ရှင်အင်းဒီနေ့ကတော့ပြောတဲ့ရုပ်ရှင်ဖွဲ့သားရင်ကလည်းဒီရှင်လောင်းလဲလှဲ့တယ်ပြင်မှာလဲရှင်ပြုတ် ခန်းသားလဲတကယ်လုပ်တယ်အဲဆိုင်းဝိုင်းနေနေတကယ်တကယ်ပဲဟိုဘယ်လိုပြောမလဲရှင်ပြုတ်တဲ့ခန်းသားလဲကျင်းပါရင်လည်းဒီမှာဒီနေ့လဲမီဒီယာနဲ့တွေ့ဆုံလို့ပေါ့နော်အထူးပွဲလေးလဲလုပ်ဖြစ်တဲ့အပေါ်မှာအဲ့အတွက်ကြောင့်မလို့အရင်လဲပီတိဖြစ်ပါတယ်ကိုလဲပေါင်နေရတဲ့အတွက်ကြောင့်မလို့ရှင်ကြည်ပြီးလို့ဟို ရိသတ်တွေပြောလာမယ်အတန်ပို့ပြီးတော့နားထောင်ကြတာပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့ကိုကတော့တက်နိုင်ဆုံးတော့ဟို ပရိသတ်နဲ့ဟိုထပ်တူညီမယ်နောက်တစ်ခါကျတော့ဒီ character နဲ့ထပ်တူညီမယ်ဆိုဖြစ်အောင်လို့တော့ကြိုးစားထားတာပေါ့အဲ့အတွက်ကြောင့်မို့ကြိုးပြီးတော့ပြင်ဆင်တယ်ဒီမျိုးသမီးရဲ့စိတ်နေစိတ်ထားဘလို့ရှိတယ်ဘသူတွေပေါ်မှာဘလို့စိတ်ထားရတယ်အဲဘလို့လောက်တက်တဲ့မျိုးသမီးဟိုဟိုကျင်နာတက်တာလားချစ်တက်တာလားနောက်တော့ဘယ်အသက်အရွယ်လောက်ရှိလဲအဲသူ့ကလေးကိုဘလို့ချစ်မလဲသူ့မောင်ဘလို့ချစ်မလဲသူ့မိဖေဘလို့သဘောထားမလဲယောက်ျားဘလို့သဘောထားမလဲကျန်တဲ့သူတွေပေါ်မှာဘလို့သဘောအဲ့ဟာတွေအကုန်လုံးသိချလေ့လာပြီးတော့အမရဲ့စိတ်နေသဘောထားနဲ့နောက်တစ်ခါကျတော့ပြီးသွားလို့ရှိရင်အဲ character အရ ရအဝတ်စားကိုဘယ်လိုဝတ်မယ်ပေါ့အရွယ်ကဘယ်လိုမျိုးခွာသွားမယ်အဲအဲ့လိုမျိုးလေးတော့ကြိုးပြပြစင်တဲ့ဒါလေးလေးကြိုးဖတ်တယ်အဲ့ဒါလေးတော့အများကြီးကြိုးပြစင်တာပေါ့နောက်တစ်ခါကျအမကလေးကလေးနဲ့ကိုနေကအရန်ဟိုဟာမိုနီဖြစ်ရမှာဆိုတော့ကလေးနဲ့ကိုနေကလည်းအရန်ဟိုအပြင်မှာလည်းသူကခုတိအမေလို့ပဲခေါ်တယ်ခုတိအမေလို့ပဲကောင်းအောင်မှလည်းအမအမေအမေလို့တွေ့ရတယ်လမ်းပြေးပြီးတော့ကိုပေါင်ပေါင်လေးပေါ်မှာလာထိုင်တာဆိုတော့သူနဲ့ကိုနေကြလည်းအဲ့လိုသားမိလေးလေးဖြစ်နေရပါတော့နော်ဟုတ်ကဲ့ကိုတအားဆိုးတယ်နော်မောင်ဆိုးလေးအပြင်မှာဆိုရင်တော့ငါလည်းတင်းခံ

အပြင်က character ဆိုတော့ငါမျိုးအလောက်သိခံအောင်မဟုတ်ဘူးဒါဆူရယ်လေနော်အဲသူတရုပ်ဆောင်မှုပုံမှာတော့ဘယ်လိုပြောမလဲအစ်စ်ဟိုအစ်စ်ဖြစ်တာပေါ့ကို့အတွက်တော့လေဟိုမြင်နေကြပုံစံမဟုတ်ပဲနော်အော်သူသူ့ရဲ့ပုံစံကအစ်စ်တမျိုးတော့ဖြစ်နေအောင်အဲ့အတွက်ဟိုအဲဘယ်လိုပြောမလဲထူးခြားတယ်ဟိုသူလည်းစူးစားတယ်ဒီ character ပုံမှာအမအစ်စ်ပြီလားကျွန်တော်တို့ကဒါလေးဆိုလို့ချင်းဒီလိုလုပ်မယ်ဟိုအပေးယူမြတ်မြတ်တတနဲ့အဲ့လိုမျိုးလေးလောက်သွားတယ်သူဆိုတော့လေအဲရိုက်ရတာလေတအားအဆင်ပြေပါရှင့်ဟုတ်ဒီသူတို့ပြောလာအချိန်မှာ character လေးကလည်းဟိုကို့နဲ့ကနီးစပ်တယ် င်းမြတ်သက်ဆိုတဲ့ character လေးကိုနဲ့လည်းနှိဆက်တယ်ကိုလည်းလုံနိုင်မယ်နောက်ခါကျလည်းမရိုက်တာကြပြီးတော့ရမ်းလွမ်းတယ်လေကိုကဟိုနုပညာကိုကချစ်တာဆိုတော့လှုပ်ချင်တယ်ဘယ်နေရာလေးရပဲရရပါတော့နော်တခန်းလေးပဲပပနှခန်းလေးပဲပပငါလုံမယ်ဟဲ့ဆိုပြီးတော့ကိုကဟိုချစ်တော့အဲ့ဒါရိုက်ဖြစ်သွားလှုပ်ဖြစ်သွားတယ်ညီမလေး ်။မုံဆွဲတော့လည်းဒီအမှန်တိုင်းပြောလို့ရှိရင်ကိုကတော့ဘာသာခြားဆိုမဲ့ဟိုဗုဒ္ဓဘာသာနဲ့ဆက်နွယ်နေရဲ့ကားတော်တော်များများမှာကိုကပါဝင်ခွင့်ရတယ်။ဒီမှာလည်းဟိုကိုနဲ့ကလည်းအများတန်းဟိုဘယ်လိုပဲရှင်းဆက်ပါလို့ပြောမလားနော်မြန်မာလို့ဆိုလို့အဲ့လားကိုနဲ့အလူလာပဲဖြစ်ဖြစ်ရှင်ပြတာပြီအဲ့လိုမျိုးလေးကကိုနဲ့မြန်မာခန့်ညွေလောက်တော့ဆိုအမရောက်ရောက်ချင်းပဲမြန်မာပြူရောက်နေတဲ့အချိန်မှာပဲသူကလည်းလှုပ်ဖြစ်သွားတဲ့အချိန်မှာကိုကလည်းသွားဖြစ်သွားအဲ့လိုမျိုးကိုနဲ့တိုက်ဆိုင်နေအဲ့လိုရှင်းဆက်ပါဘာပဲဖြစ်ဖြစ်ကိုကကောင်းတာတွေပါဝင်ခွင့်ရတဲ့သူတယောက်ဖြစ်တဲ့ကြောင့်ဖြစ်ကြောင့်မလို့လေဟိုဝမ်းတာ တယ်အဲ့လိုပီတိလည်းဖြစ်တယ်ပေါ့နော်ဟုတ်တယ်ရှင်လာလည်းမိဘကိုယ်တိုင်ဖြစ်သွားတာဆိုတော့ဒီထောက်လည်းတတော်ကိုပီတိဖြစ်တယ်အမအဲ့ဆန်ချတဲ့အချိန်ကြီးဆိုရင်အရန်အဲ့လိုစက်သိမ့်နေပါထားမလို့ငိုချင်းတလို့လို့လို့ဝမ်းနေတလို့လို့ဝမ်းသာတလို့လို့အရန်ဝမ်းသာလို့ဟုတ်ဒီကတော့ပီတိပီတိအရန်ဖြစ်တာထက်မှာအဲ့ဒီအချိန်ကတော့တိတာတော့မျက်နှာတွေရောင်မြန်လာလို့အဲ့ရိုက်ရိုက်တော့လေဟိုကဟိုကဒီ ရှင်းလောင်းလဲတဲ့အချိန်ရယ်နောက်တစ်ခုကကြောင့်ဒီကလေးအန်ဒီဆုံးတဲ့အချိန်ရိုက်တဲ့အချိန်တွေကမျက်နှာရလည်းရောင်ပြီးသွားတော့အဲ့ဆီတောက်ပြီးပြီး on နားတဲ့အချိန်ပေါ့ဟိုကရှူတင်ကတော့တရက်ခွဲတရက်ကတော့ပြည်နားလိုက်ရတယ်နောက်တရက်ကကြောက်လဲဟုတ်တယ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးအမတပိုင်းတော့သူကနေတပိုင်းတော့ရိုက်ဖြစ်တယ်နောက်အမပါမယ်အပိုင်းကစပြီးတော့ ိုက allergy ကရမ်းဖြစ်နေဆိုတော့အဲ့နောက်ပိုင်းကနေ့တစ်ဝက်နားလိုက်ရနောက်တစ်ရက်တစ်ရက်လုံးနားရတယ်။နောက်တစ်ရက်ကျတော့ကိုကျော်တော်ကပြောရဲဟိုအမကဒီလိုရိုက်ရင်အဆင်ပြေမလားဆိုတော့အဲမမောက်စီကွက်တီပဲမျက်နှာလည်းရအောင်မျက်လုံးတွေလည်းနှာခေါင်းတွေလည်းရအောင်မျက်လုံးတစ်ဖက်လည်းပိတ်နေဆိုတော့ငိုထားတဲ့ပုံစံနဲ့တအားကွက်တီဖြစ်နေပြီတဲ့။အဲရိုက်လို့ရလားဆိုတော့ရတယ်လို့ဆိုရလို့စိတ်တောက်ပြီးရိုက်မယ်ဆိုပြီးအဲအဲ့ရက်ဒီကောင်ကတော့စိတ်တောက်ပြီးရိုက်တာ။ငုံမိသွားလား။ဘာဖြစ်ဖြစ်အဲ့လိုကြားတော့ပျော်တယ်။ ဟုတ်ကဲ့ပါဒီမြမရိုးရာရှင်ပြုတ်အလှလေးလည်းပါတယ်အဲဒီကိုယ့်ရဲ့ကိုယ့်ရဲ့ compact လို့ပြောလို့ရမှာပေါ့နော်ဒီကားလေးကိုလည်းပြိတ္တတွေနေနဲ့အဲကြည့်ပြီးဝေဖန်ပေးပါလာပြီးအားပေးပါလို့ပြောချင်ပါရှင်ဟုတ်